ုခေဦးကာလာရဲကနာမည်တစ်လုံးနဲ့ခိုင်ခိုင်မာမာယက်တီလာခဲ့တဲ့ဂီတပညာရှင်ဖစ်တာခင်ညိုဟာဒီကနေ့စက်တင်ဘာလ25ရက်နေ့မနက်9နာရီရန်ကုန်မြို့ကနေမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။လူကြီးယောဂာနဲ့နေမှာပဲဆုံးပါသွားတာဖြစ်တယ်လို့ဖစ်တာခင်ညိုရဲ့တူတူဖြစ်သူကိုနန္ဒာကပြောပါတယ်။ဖေတာခင်ညိုဟာຫນွေတချင်းအပါဝင်ဒီဇင်ဘာနနက်ခင်းຫນွေမဆိုရင်မပြ ညခွာညိုစတဲ့အောင်မြင်ကျော်ကြားတဲ့ဒေသချင်းပေါင်းများစွာကိုတည်ဆိုခဲ့ပြီးဒေသချင်းပေါင်း100ကျော်နဲ့ဒေစီရီအခွေပေါင်း20ကျော်ကိုတည်ဆိုခဲ့သူပါ ဖီတာခီညိုရဲ့နှွေမြခွာညို အလွမ်းတစ်ချင်နှွေသားဆိုရင်မပြကျူရှင်လှေကားရင်စတဲ့တခြင်းတွေကတော့လက်ရှိအချိန်ထိရေပန်းစားနေသေးဖြစ်ပါတယ်။ဗီတာခီညိုကွယ်လွန်တဲ့အချိန်မှာအသက်80ရှိပြီဖြစ်ပြီးဇနီးနဲ့သား၃ယောက်ကျန်းရစ်ခဲ့တယ်လို့သိရပါတယ်။ဗီတာခီညိုရဲ့နာယီအခမ်းအနားကိုစက်တင်ဘာလ28ရက်နေ့မွန်လွဲတနအီခွဲရန်ကုန်မြို့မှာရှိတဲ့ရေဝေးတုတ်တံမှာကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ တရုတ်နိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုင်ဖွန်ရာကာစာမုန်တိုင်းအချိန်ကြောင်းမကွေးတိုင်းမင်းဘူးမြို့နယ်မှာလည်းမိုးများပြီးစက်တင်ဘာလ25ရက်နေ့မနက်ပိုင်းမှာမန်းချောင်းရေရှမ်းလာတယ်လို့မိသက်ဦးစီးဌာနကဒီကနေ့စက်တင်ဘာလ25ရက်နေ့ကထုတ်ပြန်ပါတယ်။ချောင်းတချောက်ကရွာတွေမှာရေကြီးရေရှမ်းနေတယ်လို့မင်းဘူးစကုတ်သွားတဲ့လမ်းပိုင်းမှာလည်းရေရှမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်။ င်းဘူးမြို့နယ်မှာပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကစပြီးမိုးတဲတဲမဲမဲရွာသွန်းပြီးတဲ့နောက်မင်းဘူးမြို့နာကကြောက်တန်းရွာမှာရေကြီးရေရှမ်းဖြစ်ပေါ်ခဲ့ပြီးမိသက်ဦးစီးဌာနကဒေသခံတွေကိုအရေးပေါ်ပြောင်းရွှေ့ပေးခဲ့တယ်လို့ဆိုပါတယ်။မိုးစမပြတ်ရွာသွန်းကတောင်ကျချောင်းရင်နဲ့မြည်ရေမြင့်တက်လာတာကြောင့်မြင်းနေမိုင်းတွေရေရှမ်းလာတာဖြစ်တယ်လို့မင်းဘူးဒေသခံတယောက်ကတီဗီကိုပြောပါတယ်။ မင်းပူမြို့နယ်မှာမိုးများပြီးရေကြီးရေလျှံတာကြောင့်အိမ်အောင်စုဖနက်စုရေပေးကြုံနေရလဲဆိုတဲ့စီးရဲအထိကြကိုတော့လက်တလုံးမသိရသေးသလိုရေပေးကြုံနေသူတွေအတွက်အစားအသောက်အကူအညီတွေလိုအပ်နေရလို့ဒေသခံတွေနဲ့ကူညီပေးနေသူတွေကပြောပါရယ်မုံတိုင်းရှင်ကြောင့်လာမယ့်၃ရက်အတွင်းမှာချင်းတွင်းမြေစစ်တောက်မြေဘီးလင်းမြေတန်လွင်မြေတွေမှာဆက်ပြီးမြေရေမြင့်တက်နိုင်တာကြောင့်အနေပိုင်းကဒေသခံတွေကြိုတင်သတိထားရှောင်ရှားကြဖို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးဌာနကဒီကနေ့ထုတ်ပြန်ထားပါရယ်ရှင် တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသား15ယောက်မှာ HIV ရောဂါပိုးတွေ့ရှိခဲ့တယ်လို့အဲဒီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကလွှတ်တော်ကိုတင်ပြတဲ့စာရင်းမှာဖော်ပြထားပါတယ်။တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနကစက်တင်ဘာလ23ရက်နေ့ကနိုင်ငံအတွင် HIV ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့အခြေအနေနဲ့ပတ်သက်လို့လွှတ်တော်ကိုတင်သွင်းတဲ့စာရင်းမှာမြန်မာနိုင်ငံသားတွေလည်းပါလာတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ2024ခုနှစ်အတွင်းနိုင်ငံ၈နိုင်ငံကနိုင်ငံခြားသား262ယောက်စီက HIV ရောဂါကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာမြန်မာနိုင်ငံသား15ယောက်ပါဝင်တယ်လို့သတင်းဌာနတွေကဖော်ပြကြပါဗျာ။ ။အဲဒီ HIV ရောဂါပိုးတွေ့ရှိတဲ့နိုင်ငံသားတွေထဲမှာထိုင်းနိုင်ငံသားက38ယောက်နဲ့အများဆုံးဖြစ်ကာအရှေ့တောင်အာရှနိုင်ငံတွေထဲကဗီယက်နမ်နဲ့ကမ္ဘောဒီးယားနိုင်ငံသား18ယောက်စီရှိကြပြီးမြန်မာကအနည်းဆုံးဖြစ်တယ်လို့သိရပါဗျ။ HIV ရောဂါပိုးတွေ့ရှိတဲ့နိုင်ငံသား69.8%ရာခိုင်နှုန်းကအမျိုးသားတွေဖြစ်ကြပြီးအဲဒီထဲက68.6%ရာခိုင်နှုန်းဟာအသက်20ကနေ39နှစ်အတွင်းရှိတဲ့သူတွေဖြစ်တယ်လို့လွှတ်တော်ကိုတင်သွင်းတဲ့အချက်အလက်တွေကိုကိုးကားပြီးတောင်ကိုရီးယားသတင်းတွေမှာဖော်ပြထားပါ ါတယ်တောင်ကိုရီးယားနိုင်ငံမှာမြန်မာလူသား၈000နီးပါးလာရောက်အလုပ်လုပ်ကိုင်နေတာလို့မှတ်တမ်းတွေအရလည်းသိရပါပါရှင်။ရေမီတာတက်ဆင်ထားခြင်းမရှိတဲ့ရန်ကုန်မြို့ကနေအိမ်တိုက်ခန်းတွေကိုရေမီတာတက်ဆင်ဖို့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီကလိုက်လံနှိုးဆော်တာတွေပြုလုပ်နေပြီးဒီလိုတက်ဆင်မှုအတွက်ကြားသိငွေကိုသက်ဆိုင်ရာဌာနကိုကြိုတင်ပေးသွင်းရမယ်လို့ဆိုပါတယ်။ စီပင်ကအခုလိုကြိုတင်ငွေကောက်ခံနာမှာရင်မီတာတစ်ခုကိုကျပ်9000ခွဲဖြစ်သတ်မှတ်ထားပေမဲ့ပြင်ပမှာရောင်းချတဲ့ရင်မီတာပေါက်ဈေးဟာတစ်ခုကိုကျပ်28000လောက်ပဲရှိတာကြောင့်ပြင်ပရောင်းဈေးထက်30%လောက်များပြားနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါ့အပြင်ရင်မီတာတက်ဆင်ထားပေမဲ့ရင်မီတာဖတ်တာမရှိသလိုမှန်းချိန်နဲ့သာကောက်သွားပြီးမြင်ကြည့်တတ်နေတဲ့သူတွေဆိုရင်တစ်လောက်ကို1000ကျော်လောက်ပေးနေရတယ်လို့ရင်မီတာတက်ဆင်သုံးဆွဲနေသူတအုပ်ကပြောပါတယ်။ အဲ့ဒီလိုရေမီတာတက်စင်ဖို့အတွက်ငွေကို3လကြိုသွင်းထားမှာဖြစ်ပြီး3လနေမှာလာတက်ပေးမယ်လို့ဆိုတာကလည်းအဆင်မပြေသလိုစီးပွားရေးကျက်တန်းနေတဲ့အချိန်ဆက်ဖိုးတက်စင်ကအပီးတသိန်းကများလို့နေလို့ရေမီတာတက်စင်ဖို့အကြောင်းကြားခံရသူတအုပ်ကပြောပါတယ်လက်ရှိမှာရေမီတာတက်စင်ထားခြင်းမရှိတဲ့နေအိမ်နဲ့တိုက်ခန်းတွေကိုစီပင်က3လတစ်ချိန်ရေခွန်အဖြစ်ကျက်2500ကိုကောက်ခံနေတာလည်းဖြစ်ပါတယ်ရှင် စစ်ကောင်းဆောင်ကစက်တင်ဘာလ22ရက်နေ့ကလပခတိုင်မူဘိုးချုပ်ကျော်ကိုထိုင်၊ရလခတိုင်မူဘိုးချုပ်မျိုးမင်းထွန်၊စစ်ဘက်လက်ထောက်ဘိုးချုပ်မိုးမြင့်ဆွေတို့ကိုဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီးတက်တွင်းနေရာပြောင်းလဲတွေလုပ်ခဲ့ပါတယ်။စစ်တပ်ရဲ့အသက်သွေးကျော်ဖြစ်တဲ့ကကထုတ်လို့ခေါ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရရရှိထုတ်နေရာကိုစစ်ကောင်းဆောင်ကသူ့ရဲ့လူယုံဘိုးချုပ်မိုးမြင့်ဆွေကိုတာဝန်ပေးခဲ့တာကြောင့်ဝေဖန်မှုတွေရှိနေသလိုတပ်သစ်ဆဘိုးချုပ်တွေကိုနေရာပေးခဲ့တဲ့အတွက်ထောက်ခံသူတွေလည်းရှိနေပါတယ်။ ဒုဗိုလ်ချုပ်ကြီးဖြစ်သွားတဲ့ဗိုလ်ချုပ်ကျော်ကိုထိုက်ကိုလေ့ကျင့်အရာရှိချုပ်ပြခန့်ခဲ့တယ်လို့ဗိုလ်ချုပ်မျိုးမင်းထုံးကိုလည်းစစ်စရေးအရာရှိချုပ်ပြခန့်ခဲ့ပြီးလက်လက်သွားတဲ့လပခတိုင်းမှုနေရာကိုဗမော်အခြေဆိုင်အမှတ်27စကခမှုဗိုလ်မှုချုပ်တင်မင်းလက်ကိုခန့်ခဲ့တယ်လို့ရလခတိုင်းမှုနေရာကို တမ88တမမှုဗိုလ်မှုချုပ်ကျော်နိုင်အိုးကိုခန့်ခဲ့ပါရယ် ကာဆာထမူ6ရောက်ထဲမှာကာဆာထမူ2ဒူဘိုဂျိုကြီးနိုင်နိုင်ဦးနဲ့ကာဆာထမူ3ဒူဘိုဂျိုကြီးတေဇာကျော်ကိုအရန်အင်အားပို့ပြီးကာဆာထမူ1မှာဒူဘိုဂျိုကြီးနှီလင်းအောင်ကာဆာထမူ2ဒူဘိုဂျိုကြီးဇော်မင်းလက်ကာဆာထမူ4ဘူဒူဘိုဂျိုကြီးညှို့ဝင်းဆွေကာဆာထမူ5ဒူဘိုဂျိုကြီးကိုကိုဦးတို့ဖြစ်ပြီးကာဆာထမူ3နဲ့6နေရာကိုဘသူ့ကိုခန့်မယ်ဆိုတာမသိရသေးပါဘူးရှင် ကချင်ပြည်နယ်ဝိုင်းမော်မြို့နားကကချင်လူမျိုးရေးတပ်မတော်ကနေရာယူထားတဲ့လက်မြန်ပတ်ဝန်းကျင်ကိုစစ်ကောင်မရှင်နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေကအင်အားများပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ဝိုင်းမော်မြို့နယ်ကတော်လိုင်းတပ်ဖွဲ့ဝင်ရှေးတန်းသတင်းမြစ်တယောက်စီကသိရပါဗျ။ဝိုင်းမော်ကနေတဆင့်လက်မြန်ဝါရှောင်းလန်းကိုစစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့တွေထိုးစစ်ဆင်လာတာ၃ရက်ဆက်တိုက်ရှိလာနေပြီးတော့စစ်ကြောင်း၃လေးခုနဲ့ဝင်ရောက်တိုက်ခိုက်လာတာတွေပြုလုပ်နေတယ်လို့ရှေးတန်းသတင်းမြစ်ကပြောပါဗျ။ ဝါရှောက်ကန်ပိုက်တီလန်းကိုပြန်ထိထုတ်ချင်တဲ့အတွက်စစ်တပ်ကစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါဗျ။လွန်ခဲ့တဲ့ရက်တွေကစစ်တပ်ကအင်အားများပြားနဲ့ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာတာကြောင့်ကာကင်းစခန်းတစ်ခုကိုလက်လွတ်ခဲ့ရပေမယ့်လက်ရှိမှာ ပြန်လည်သိမ်းပိုက်ရရှိထားပြီးတပ်စခန်းတွေလက်လွတ်လိုက်ရတာတော့မရှိသေးဘူးလို့ဝိုင်းမော်မြို့နယ်ကရှေ့တန်းသတင်းရင်းမြစ်ကပြောပါဗျ။ကချင်ပြည်နယ်အရှိချမ်းကတော့နေဆက်ဒေသတွေကိုပြန်လည်ရရှိဖို့စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကလွန်ခဲ့တဲ့စက်တင်ဘာလ19ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါပါတယ်ရှင်။ ARD တိုင်းဟင်္ဒရာမြို့နယ်မှာဖမ်းဆီးခံရတဲ့ရခိုင်တိုင်းရင်းသားစစ်ဘေးရှောင်၅ယောက်ကိုဟင်္ဒရာမြို့နယ်တရားရုံးကအကြမ်းဖက်ဥပဒေနဲ့ထောင်ဒဏ်၅နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နေဆက်သူတွေစီကသိရပါဗျ။သူတို့ကို2025ခုနှစ်ဇန်နဝါရီလဒုတိယအပတ်ကစစ်ကောင်စီတပ်ကအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး၅ယောက်စလုံးကိုစက်တင်ဘာလ24ရက်နေ့မှာဟင်္ဒရာမြို့နယ်တရားရုံးကတယောက်ကို ထောင်ဒဏ်၅နှစ်စီချမှတ်ခဲ့တယ်လို့သိရပါဗျ။ လက်ရှိမှာသူတို့ကိုဟင်္ဒရာအကျဉ်းထောင်မှာဖမ်းဆီးထားတယ်လို့သိရပါဗျ။ထောင်ဒဏ်ချမှတ်ခံထားရတဲ့သူတွေဟာအရက်သားရခိုင်စစ်ပေးဆောင်တွေဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတရားရုံးကအကျဉ်းဖတ်မှုတိုက်ဖြက်ရေးဥပဒေပုံမှာ52ကရာဇဝတ်ကြီးပုံမှာ124ကနဲ့ပုံမှာ905ကစားတဲ့ပုံမှာတွေနဲ့တယောက်ကိုထောင်ဒဏ်9နှစ်စီချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထောင်ဒဏ်ချမှတ်ခံရတဲ့စစ်ပေးဆောင်9ယောက်ဟာအသက်25နှစ်အရွယ်2ယောက်အသက်30ဝန်းကျင်2ယောက်နဲ့အသက်40ကျော်အရွယ်1ယောက်ဖြစ် စ်ပြီးဖမ်းဆီးခံရသူတွေဘက်ကအရက်သားတွေဖြစ်တယ်ဆိုတော့စစ်တလောက်ခံတရားရုံးကို ခုခံကြေဖာခွင့်လုံးဝမရခဲ့ဘူးလို့သိရပါတယ်ရှင်ပအိုးမျိုးသားအဖွဲ့ချုပ် PNO ကရှမ်းပြည်နယ်တောင်ကြီးမြို့မှာပအိုးမျိုးသားညီလာခံကိုဒီကနေ့စက်တင်ဘာလ25ရက်နေ့မှာစလုပ်နေပါဗျ။ ။အဲ့ဒီညီလာခံကိုနှစ်ရက်ကြာပြုတ်လို့မှဖြစ်ပြီး PNO ခေါင်းဆောင်ပိုင်းပြန်ရွေးမယ်လို့တရားနေသူတယောက်ကပြောပြပါဗျ။ဒါ့အပြင်သူတို့ရဲ့မူဝါဒလုပ်ငန်းစဉ်နဲ့ရီမန်းချက်တွေကိုချပြမှဖြစ်ပေမဲ့တရားလာသူတွေရဲ့အဆိုတွေကိုတော့မှတ်တမ်းတင်ယုံမဲတင်ထားမှဖြစ်တယ်လို့ဆိုပါဗျ။အဲ့ဒီညီလာခံကိုလက်ရှိပါတီခေါင်းဆောင်ပိုင်းတွေရဲ့သားသမီးတွေလည်းတက်တာတွေ့ရတယ်လို့ညီလာခံကိုတက်နေသူကပြောပါဗျ။ ပုံမျိုးသားညီလာခံကို2015ခုနှစ်ကကျင်းပခဲ့ပြီးအခုတစ်ကြိမ်ဟာခုနှစ်ကြိမ်မြောက်ဖြစ်တယ်လို့သိရပါဗျ။ညီလာခံကိုဟိုပုံ၊စီဆိုင်၊မောက်မဲ၊နမ်ဆန်၊လွိုင်လင်း၊ပင်လုံ၊မိုင်းကိုင်း၊လင်းခေ၊မိုင်းပန်၊တောင်ကြီး၊ကြောက်တလုံး၊ညောင်ရွှေ၊ပင်လောင်၊နောင်တရာ၊ရက်ဆောက်၊ကလောရွာငန်ပင်တရာတို့ကဖိတ်ကြားခံရသူတွေတက်ရောက်တယ်လို့သိရပါဗျ။ပုံမျိုးသားအဖွဲ့ချုပ် PNO ဟာစစ်တပ်လက်အောက်ခံပြည်သူ့စစ်အနေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတယ်လို့ စစ်တပ်ကလုံခဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မှာဖြစ်ပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနယ်တီဘောမြို့တို့မှာသတင်းရယူဖို့စစ်ကော်မရှင်စစ်တပ်ကဆေးလွတ်ထားတဲ့စစ်ပဲအေးရလုံခြုံရေးတပ်ဖွဲ့နဲ့သတင်းပေးတွေကိုဖမ်းဆီးရမိခဲ့တယ်လို့တိုင်းမျိုးသားလူမျိုးရေးတပ်မတော် TNL ကစက်တင်ဘာလ25ရက်နေ့ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။ စစ်ပိတ်ရေးအလုံးစုံတပ်ဖွဲ့နဲ့သတင်းပေးဆက်ရောက်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီးဒီဖမ်းဆီးရမိသူတွေကိုလုံခြုံစိတ်ချရတဲ့နေရာမှာထိမ့်သိမ်းထားပြီးပြစ်မှုကျွလွန်ကြောင်းထင်ရှားပေါ်လွင်နေဆိုရင်ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒီဖမ်းမိထားတဲ့သူတွေဟာ TNL ထိန်းချုပ်နယ်မြေတွေစီကခင်းနေရတွေ gate တွင်းကလူဝင်အားလက်နက်အင်အားဌာနဆိုင်ရာအင်အားတပ်စခန်းနေရာတွေနဲ့လူစုလူဝေးများတဲ့နေရာတွေကိုတရင်ရယူခဲ့ပြီးလေကြောင်းပစ်ခတ်မှုပြုလုပ်ကထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လန်းခဲ့သူတွေလို့ TNL ကဆိုပါတယ်ဒါပြင်စစ်တပ်ကလွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းနဲ့ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုအတိအကထောက်လမ်းတည်င်းပေးပို့ခဲ့တယ်လို့လည်းသိရပါဗျ ဒီလိုထောက်လန်းတာမှာလဲအသွင်အမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ဝင်ရောက်ထောက်လန်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပြီးထောက်လန်းပြီးသတင်းပေးခဲ့တဲ့အခါမှာဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Viber, Facebook, WeChat နဲ့ Telegram တို့ကနေတစ်ဆင့်သတင်းပေးပို့ပေးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။